ရက်ဆက်ချင်းနောက်ွယ်ကအဖေတခါတုန်းကမြို့တမြို့မှာအရန်ထူးချွန်တဲ့တခိုးတယောက်ရဲ့နောက်လိုက်တယောက်ရဲ့ရှိတယ်။သူတို့ဝင်ခိုးတဲ့အရာမှန်သမျှရတယ်လို့ဘယ်တော့မှလည်းအဖမ်းမခံရဘူး။ဒါပေမဲ့တခိုးကသူတို့လိုတလောက်ပဲခိုးတယ်စီးထားတယ်။ရွှေတဲ့ပစ္စည်းတွေတက်တာလေးနဲ့တွေ့ရင်တော့အဲ့ထဲကဆွဲကြိုးဖြစ်ဖြစ်လက်ကောက်ဖြစ်ဖြစ်တခုပဲခိုးတယ်။ပတ်စံအုပ်တွေတွေ့လဲတချို့တဝက်ပြန်ထားခဲ့တယ်။အဖေသားကိုဖက်နှက်ဝယ်ပေးဦး။ ဟိုမှာတွေ့လာပန်းရောင်းနေတဲ့ကောင်လေးမင်းနဲ့ရွယ်တူပဲမင်းလည်းအเจ้าမသွားခင်ပန်းရောင်းရမယ်။နောက်နေ့ပန်းနိုင်စီကပန်းတွေယူပြီးတားဖြစ်သူကိုဈေးရောက်ခိုင်းတယ်။ရတဲ့အမျက်တွေစုပြီးဖက်နဲ့တရံဝယ်လို့ရမှဝယ်ပေးလိုက်တယ်။အဖေကျွန်တော်ပါစိုးပြဲသွားပြီးဘာပါစိုးလဲចောင်းစိမ့်ပါစိုးပါ။ရော့အချီနဲ့အပြန်ချုပ်ပေါ်ကွာ။မင်းတို့စာတင်ငန်းကပစိုးကောင်းမှ စာတင်ပေးတာလား။အဖေကျွန်တော်စာအုပ်ကုန်သွားပြီးမင်းပန်းရောင်းရတဲ့ငွေတွေဝယ်ပေါ့။ နောက်ဆိုငါလာမပြောနဲ့ကြာလာတော့သားဖြစ်သူဟာတခြားကလေးတွေကို ကြည်ပြီးအားငယ်လာတယ်သူ့ဘဝကိုသူနာကြီးလာတယ်သူ့အဖေကသူများအဖေတွေလိုမဟုတ်မှန်းခံစားလာရတယ်ဝမ်းနဲ့လာရတယ်အဲ့လိုနဲ့တနေ့ပြီးတနေ့ကြောင်းတက်ရင် ကောင်းလေးဟာဆယ်တန်းအောင်ပြီးတက္ကသိုလ်ရောက်တယ်အဲ့အချိန်မှာတော့ကောင်းလေးဟာဆိုင်ကယ်ပြင်ဆိုင်ဖွင့်ပြီးကြောင်းတက်နေတဲ့သူဖြစ်လာတယ်တနေ့ဆိုင်ကယ်ပြင်ရင်ညစ်နေသွားတယ် ။အရင်ရက်တွေဆိုကောင်လေးကသူ့ဆိုင်မှာအိပ်ပြီးနေတာဒီနေ့ကျတော့အိမ်မှာပစ္စည်းတစ်ခုယူစရာရှိတာနဲ့ညနေထဲပြန်လာခဲ့တယ်။အဲ့အချိန်မှာသူ့အိမ်နောက်ဖေးကလူတယောက်ထွက်သွားတာတွေ့လိုက်တယ်။တခိုးလို့အော်ဖို့ပြင်နေဒါပေမဲ့ခန္ဓာကိုယ်အချိုးစားကြည့်ပြီးအဖေလားမသိဘူးညကြီးမင်းကြီးဘာလုပ်တာလဲဆိုပြီးနောက်ကနေ တိတ်တိတ်လေးလိုက်သွားတယ်။မြို့အပြင်ဇရက်တစ်ခုအောက်မှာလူတယောက်စောင့်နေတာတွေ့လိုက်တယ်။ အตาလေးခြေကိုဖော်နှင်းပြီးကြားနိုင်လောက်တဲ့နေရာထိအရေးစွန်ပြီးကတ်လိုက်တယ်ပြီးတော့ငြိမ်ငြိမ်လေးနေလိုက်တယ်။ဆရာနောက်ကျလိုက်တာဗျာ။အေးငါသားပြန်လာမှဆိုးရရဲ့ငါမိမနိုးမှဆိုးလို့ပါ။ထန်းကြီးရွာကလဲပိုင်ရှင်ဦးတောက်ထုံးအိမ်မှာတနေ့ကမြို့တက်ပြီးလှုပ်ထားတဲ့ရွှေတွေရှိတယ်လို့သိရတယ်။အင်းငါဒီအလုပ်တွေမလုပ်တော့ဘူး။ချင်းငိမ့်ခုဆိုငါသားလေးကပညာတတ်ကြီးဖြစ်တော်မယ်။ သူခြေသူရက်ပြီးလောကတန်ရဲ့ဆိုးခြင်းတွေကိုရဲရဲရင်းရင်ရင်ဆိုင်ရဲနေပြီလေ။ငါအတွက်မလိုအပ်တော့ဘူးလေ။မင်းမင်းနေကြပေါ့။ဆရာဘာလို့ခိုးလဲဆိုတဲ့အဖြေကိုမင်းနဲ့ငါမခွဲခွာခင်နောက်ဆုံးဒီများပြောပြမယ်။ငါငငယ်ကလမ်းပေါ်မှာလေလွင်းခဲ့တယ်။ပထမလက်ဖက်ရည်ဆိုင်ကမုန်းတွေကိုလူပြေးတယ်နောက်ကားပေါ်တွေမှာခပိုက်လိုက်တယ်။ငါဘဝမှာပညာဆိုတာလည်းမသိ၊ကုညီမဲ့သူဆိုတာလည်းမရှိ။ငါထမင်းမငက်စေဖို့ရုန်းကန်ရင်ရှင်တန်နေခဲ့ရတာကွာ ငါလည်းမကောင်းမှန်းသိပေမဲ့လူတွေကအပေါ်ယံကြည့်ပြီးအလုံးမပေးခဲ့ကြဘူးမိဘရှိတဲ့လေလွင့်နေတဲ့ကလေးတယောက်ကိုကုညီဖို့ဝေးသေးအနာကပ်ရင်တောင်နှာခေါင်းရှုပ်မောင်းထုတ်ကြတယ်ကြာတော့ငါတိလာတယ်ငါချီငါရက်ဖို့အတွက်ကောင်းတော်လည်းမရှိရင်တောင်ငါရှင်တန်ဖို့ငါခိုးခဲ့တယ်တစားတစားနဲ့ငါဟာတခိုးအကြီးစားဖြစ်ခဲ့တယ်ဒါပေမဲ့ငါခိုးတဲ့အိမ်တိုင်းကိုအများကြီးမလုပ်ဘူးဘာလို့လဲတိလာငါသူတို့အိမ်တွေကိုဖောက်ထွင်းဖို့တုံးလိုက်ရတဲ့အတတ်ပညာအတွက်ပဲ ငါခိုးယူခဲ့တာငါအိမ်နောက်ကြပြီးသားလေးမွေးတော့ငါလိုဖြစ်မှာအရန်ကြောက်တယ်ငါလိုကူတူမဲမှာဆိုးတယ်ငါလိုမမားခြင်းပဲမားနေတဲ့လမ်းကိုရှောက်မှာဆိုးတယ်ငါသားလေးကိုအရွယ်မမြတဲ့နာကျင်မှုတွေပေးတယ်အရွယ်မမြတဲ့ဒုက္ခတွေကိုပေးဆွမ်းတယ်အဆိုးဆုံးကတော့ဖခင်မေတ္တာနဲ့နှွေးထွေးခွင့်ကိုငါဖုံးခဲ့တာပဲဘာလို့လဲသိလားချစ်ငြိမ်းလူတွေဟာနာကျင်ပြီးမှပြောင်းလဲသွားလို့ပဲ။ နတ်သားလေးကိုပထမဆုံးပန်းရောင်ခိုင်းတော့ကအိမ်ထဲနေကြည့်ပြီးငာငူနေခဲ့တယ်။တကယ်တော့သူမမျက်ခဲ့ဘူးရှုံးခဲ့တယ်ငါကူးထားတဲ့ငွေတချို့ကိုသူ့အမျက်လို့ပြောပြီးသူ့လိုတဲ့ဖက်နက်လေးကိုဝယ်ပေးတယ်။သူ့အလုပ်လုပ်လို့ရတဲ့ငွေလေးတွေကိုစာအုပ်ကြားထဲထည့်ထည့်ဆုထားချိန်မှာသူမသိအောင်ငါဖြည့်ဖြည့်ပေးတယ်။ခုဆိုသူ့ရဲ့ရည်တည်မှုကဖြူစင်လွန်းသွားပြီ။လူတယောက်ပြောင်းလဲဖို့အတွက်ရက်ဆက်တယ်ပြောချင်ပြောကြပါစေငါအတိငါအတွေးမှမှန်လဲ။ ဘလောက်ထိငါ့ကိုရက်ဆက်တယ်ပြောပြောငါဒီလမ်းကိုဖောက်ချိန်မှာ ဖခင်ဆိုတဲ့လူတယောက်တိစိတ်တွေနောက်မှာကြံနေခဲ့ရတာဒါတွေဘယ်သူမှမသိဘူးငါသားလည်းမသိစေရဘူးကဲချစ်ငိမ်းမင်းနဲ့ငါတွေလှုပ်လာတာကြာပြီဆရာတပည့်လည်းဟုတ်တယ်လှုပ်ဖို့ကင်ဖက်လည်းဖြစ်တယ်တစ္ဆာတရားကိုငါတို့လောက်ဘယ်သူသိမှာလဲခုငါဒီအလုပ်ကိုမလုပ်တော့ဘူးမင်းကတော့မင်းဆန္ဒပေါ့ငါရဲ့ရည်ရွယ်ချက်တွေကောင်းပေမဲ့လှုပ်ရက်တွေမှားခဲ့တယ် ဒါဟာရွေးချယ်မှုမပေးတဲ့ကံကြမ္မာကြောင့်ပဲခုငါရွေးချယ်နိုင်ပြီလေငါသားလေးရဲ့အနာဂတ်ကိုမထိခိုက်စေချင်တော့ဘူးကဲသွားတော့ချင်းငိလူနှစ်ယောက်လမ်းခွဲထွက်သွားတယ်လူတစ်ယောက်မျက်ရည်တွေနဲ့စိုးနစ်စွာ ကြံရစ်ခဲ့တယ်အရာရာကိုရက်ဆက်လွန်သူဆိုတဲ့သူ့အဖေကသူ့အတွက်အရာရာကိုရက်ဆက်ခြင်းကိုဖုံးအုပ်ထားတယ်သူတိလိုက်တဲ့အတီးကနေလုံးအပူချိန်ကြောင့်နေလုံးကြီးကိုအပြစ်တင်နေကြတယ်ဒါပေမဲ့နေလုံးကြီးကိုယ်တိုင်ပူလောင်နေတာသူမသိခဲ့ဘူး ပြီးတော့ဘဝဆိုတာတစ်ခုခု ပေးဆက်ပြီးမှထိုက်တန်တဲ့အရာတစ်ခုခုကိုရရှိကြဆံမြဲဆိုတာဘဝနဲ့ရင်မီရလိုက်တဲ့သင်ခန်းစာဟာစာအုပ်ပေါင်းများစွာထက်ပိုထိရောက်တယ်ဆိုတာဒီပုံမြင်လေးကပြောပြပေးသွားတာပဲဖြစ်ပါတယ်လူတိုင်းမိဘတွေကိုတံမိုးထားတတ်ကြပါစေဗျာ။